Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးနေတာကတော့ Amazon ကနေယနေ့ကစတင်ပြီးဝန်ထမ်း3000အထိ short ချရန်စီစဉ်နေရဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် Amazon ကုမ္ပဏီဟာအောက်တိုဘာ28ရက်အင်ကာနီကစပြီး corporate ဝန်ထမ်း3000အထိ short ချဖို့ပြင်ဆင်နေပါတယ်။ကုမ္ပဏီအနေနဲ့ကုန်ကျစရိတ်တွေ short ချဖို့နဲ့ကက်ယောဂါကာလအတွင်းဝန်ထမ်းအလွန်ကျော်ခန့်တဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်လည်းဖြစ်တယ်လို့နှိစက်သူတွေကပြောပါတယ်။ အဆိုပါရှော့ချမှုဟာအမေဇုန်ရဲ့ corporate ဝန်ထမ်း၃သိန်းခွဲရဲ့၁၀ရာခိုင်နှုန်းခန့်အထိတက်ရောက်မှုရှိမှာဖြစ်ပါတယ်။ကုမ္ပဏီမှာစုစုပေါင်းဝန်ထမ်းတက်တက်တက်မှ55သန်းရှိပြီးဒါဟာ2023တုန်းကဝန်ထမ်း28000ခန့်ကိုထုတ်ပယ်ပြီးနောက်ပိုင်းအမေဇုန်ရဲ့အကြီးမားဆုံးဝန်ထမ်းရှော့ချမှုတစ်ရက်လည်းဖြစ်ပါတယ်။အမေဆုံးရဲ့ပြောရေးဆိုခွင့်ရှိသူကအဆိုပါတဲ့ရင်ကိုမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး ဝန်ထမ်းလျှော့ချမှုတွေကလူဆွမ်းအားအရင်အမြင်လုပ်ငန်းဆောင်ရွက်မှုစက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအပြင် Amazon WhatsApp ပဲ AWS တို့အပါအဝင်ဌာနတော်တော်များများမှာလည်းတက်ရောက်မှုရှိနိုင်ပါတယ်။မန်နေဂျာတွေကိုတင်းနှလာနေမှာဝန်ထမ်းနေနဲ့ဘလို့ပြောရမလဲဆိုတာကိုလေ့ကျင့်ပေးခဲ့ပြီးဝန်ထမ်းတွေစီကအင်ကာနေမနေ့ပိုင်းမှာအီးမေးလ်တွေစတင်ရောက်ရှိလာမှဖြစ်ပါတယ်။ CEO Antijasi ကစီမံခန့်ခွဲမှုအစဉ်တွေကိုရှော့ချတာနဲ့မလိုအပ်တဲ့လုပ်ငန်းစဉ်တွေကိုဖယ်ရှားပစ်တာတွေပြုလုပ်ပြီးအမေဇုန်ကို ပိုပြီးထိရောက်အောင်လှုပ်ဆောင်နေရလို့ပြောပါတယ်။သူကဝန်ထမ်းတွေအတွက်လဲလုပ်ငန်းမထိရောက်မှုတွေကိုအမည်မဖော်ဘဲတိုင်ကြားနိုင်တဲ့ line တစ်ခုကိုဖန်တီးပေးခဲ့ပြီးအဲဒီကနေလုပ်ငန်းစဉ်အပြောင်းအလဲရာနဲ့ရှိရှိလာခဲ့ပါတယ်။ကျမတို့ရဲ့ Star Channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။